ကမ္ဘာကောင်းကင်နိုင်ငံနဲ့ဆိုင်တဲ့မိသားစုတယောက်စတန်ကိုမင်္ဂလာနှစ်သစ်လေးပါလို့နှုတ်ခွန်းဆက်တက်လိုက်ပါတယ်။ဒီကနေ့23ရက်6လ2025ဒီနေ့လနေ့ယနေ့ဒီကူနာတီထဲမှာသာရဖျံသည်တင့်ကိုကောင်းချီးပေး၍ဆောင်မတော်မူပါစေတော်။သာရဖျံသည်သင်တဲ့မျက်နှာတော်အလင်းကိုလွှဲ၍ဂယုနာဂျေစုပြုတော်မူပါစေတော်။သာရဖျံသည်တင့်ကိုမြှောက်ချီး၍ချမ်းသာပေးတော်မူပါစေတော်။အာမင်။ချစ်တဲ့မိသားစုများဒီကနေ့အေဖျော်ရဆာခင်ကြီးတိအခန်းငယ်၄ကိုအတူတူကဆင်ခြင်ခွာယူကြပါစို့။ ဤကဘာမတီမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်နှင့်အညီကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ခတ်သိမ်းသောဓမ္မမင်္ဂလာတို့ကိုခရစ်တော်အဖြစ်ငါတို့အားပေးသနာတော်မူသောငါတို့သခင်ရှုခရစ်ခမည်းတော်ဘုရားသခင်သည်မင်္ဂလာရှိတော်မူစေတည်းအာမင်ချစ်တဲ့မိန်းဆွေများဘုရားသခင်ကဒီနေ့ကျွန်တော်တို့အတွက်ကြံစီထားတဲ့အကြံစီကကဘာကြီးရဲ့နောက်ပိုင်းမှာမဟုတ်ဘူးကဘာကြီးမပေါ်ခင်ကတည်းက ဘဖန်ရင်းငယ်ကလေးကဤကပါမတိမရှိမီငါတို့ကိုခရစ်တော်၌ရွေးကောက်တော်မူသည်ငယ်ဟာလေလုယာဆိုတော့ကဘာကြီးမရှိခင်တည်းကဘုရားသခင်ရဲ့အကြံစီဘုရားသခင်ရဲ့အုံတော်ထဲမှာသင်တဲ့ကျွန်တော်ကရှိနေတာဖြစ်တယ်ဟာလေလုယာဒါကြောင့်အဲ့ဒီအရာကိုမသိဒီရွေးကာလပတ်လုံးကအိုးငါနဲ့ငါတော်ကြိုးစားနေရပါလေငါမှဒုက္ခရောက်ရတယ်လားအိုးငါတယောက်တည်းစက်တဲ့ဖြစ်ဖြစ်ကုန်ဒါမဲ့သူရဲ့အကြံစီထဲမှာသင်တဲ့ကျွန်တော်ရှိတယ်ဆိုတာသဘောပေါက်ပြီးဆိုရင် ျွန်တော်တို့ဘဝအသက်တာဒီတစ်ခဏတည်းကြုံတွေ့နေရတဲ့အမှုအရာတွေကဒါသင်္ခါရခဏပဲသူအကျင့်စီထဲမှာငါသားတွေတွေ့ကြုံနေရတယ်ဆိုတာကိုကောင်းကောင်းသဘောပေါက်ပြီးတော့မှတကယ်ပဲအောင်မြင်စွာကျော်လာနိုင်မှာဖြစ်တယ်သူ့ရဲ့အကျင့်စီကခရစ်တော်နဲ့ရွေးကောက်မယ်မပြီးသေးဘူးကောင်းကင်ဘုံနဲ့ဆိုင်သောခတ်သိမ်းသောဓမ္မမင်္ဂလာအဲ့ဒါမှငါတို့အားပေးသနာတော်မူမယ်ဆိုတော့ ျွန်တော်တို့အတွက်သာဝရအရာသူကျင့်စီပေးထားတယ်။အဲ့ဒီကျင့်စီပေးထားတဲ့ဘုရားသခင်မင်္ဂလာရှိပါစေလို့ဒီမှာကျွန်တော်တို့အထမကျမ်းစာထမချီးမွမ်းထားတာကျွန်တော်တွေ့ရတယ်။ဒါကြောင့်မိသားစုများကျွန်တော်ရဲ့အထက်ထမဒီခဏတခံစားနေရတဲ့အရာပေါ်မှာကျွန်တော်အာရုံပြုတာထက်သာဝရအတွက်ဘုရားသခင်ကျွန်တော်တို့ပြင်ဆင်ပေးထားတဲ့အရာကိုကျွန်တော်တို့ပို့ပြီးတော့မှအာရုံပြုခြင်းအဖြစ်တကယ်ပဲဘဝအသက်တာထမကျွန်တော်တို့ကြုံတွေ့နေရတဲ့အမှုရာတွေကို ဘုရားခွန်အစွမ်းတကူနဲ့အောင်မြင်ကျော်လွှမ်းနိုင်မှာဖြစ်တယ်။အောင်မြင်ကျော်လွှမ်းဖို့အတွက်ဘုရားသခင်အလိုတော်ရှိတယ်အကျဉ်းစီတော်ရှိတယ်။ဒါကြောင့်မိသားစုများသင်နဲ့ကျွန်တော်ဟာဘုရားရဲ့အကျဉ်းစီတော်ထက်မှရှိတဲ့လူတွေဖြစ်တယ်။သင်နဲ့ကျွန်တော်ရဲ့အသက်တာထက်မှအာငါတို့ကတော့အာအမျိုးသေးတယ်အစင်းရတဲ့အမျိုးဖြစ်တယ်။ဒါခဏတာသင်သင်တဲ့ဟာဟုတ်ချင်ဟုတ်မယ်။ဒါပေမဲ့ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတယောက်ရဲ့အသက်တာရဲ့ဘဝအမှန်က ထဝရကန္နမှာတကယ်ပဲကောင်းခင်ဘုံနဲ့ဆိုင်သောဖရာရဲ့အမွေခံများဖြစ်တယ်ဟာလေလုယာဒါကြောင့်မလို့သင်္ခါရအမွေထဲထဝရအမွေကိုတန်ရမျောလင်းပြီးတော့မှတကယ်ပဲတနစ်တာကျွန်တော်တို့ကြော်လွားမယ့်အရာတွေရင်ဆိုင်မယ့်အရာတွေကိုဖျားခွန်အစွန်းတကူနဲ့အောင်မကြော်လွားနိုင်ဖို့အတွက်မြစ်တာအဖြစ်ဝင်ကြတယ်တင်းကိုဖျားခင်တာရေးကောင်းချီးပေးပါစေအာမင်